မိဘပြည်သူများရှင် Prime Media မှခန့်နှင်းစုရဲ့တင်ဆက်မှုလေးဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းလေးကတော့ဒီမနက်မှာပဲလူမှုကွန်ရက်မှာတော်တော်ကိုလူပြောများသွားတဲ့ဖြစ်စဉ်လေးတစ်ခုပေါ့ရှင်အဲ့ဒါလေးနဲ့ကျွန်မတင်ဆက်ပေးကြပါမယ်ဒီဖြစ်စဉ်လေးကိုရှုတော့ပေါင်းစုံနဲ့နောက်ဆုံးကျွန်မသိလိုက်တဲ့အခြေအနေထိပေါ့နော်အဲ့ဒါလေးတင်ဆက်ပေးပါမယ်ဖြစ်စဉ်ဖြစ်သွားတာတော့လှိုင်းသာယာကအထဲဆိုင်တစ်ခုမှာဖြစ်သွားခဲ့တာဖြစ်ပါတယ်ရုပ်သံဖိုင်လေးကိုလည်းမိဘပြည်သူများကြည့်ပြီးလောက်ပါပြီအထဲဆိုင်မှာလာပြီးတော့ကလေးလေးခြိထားတဲ့မျိုးသမီးတယောက်က ဒီထဲဆိုင်မှာတခုခုလာပြီးခိုးတယ်ပေါ့နော်ခိုးတဲ့အခါမှာဆိုင်ရှင်ကမိသွားတော့ဒီမျိုးသမီးကိုနှိမ့်ဆက်ညှင်းပန်းနေတာပေါ့နော်နှိမ့်ဆက်ညှင်းပန်းတော့ရုပ်သက်ဖိုင်လေးရိုက်ထားတယ်။ online ပေါ်လဲတင်တယ်ပေါ့နော်သူနီးမျိုးစုံနဲ့ဒီမျိုးသမီးပုံမှာကလပ်စားချီတဲ့ပုံစံဖြစ်သွားတာပေါ့။အဲ့ဒီရုပ်တံလေးကိုကျွန်မဒီတိုင်းတော့မပြတော့ပါဘူး။အနှဲငယ်လေးပေါ့နော်မကြည့်လက်ရသေးတဲ့သူတွေအတွက်အနှဲငယ်လေးဖွင့်ပြပေးပါမယ်။ မြင်ရတာတော်တော်စိတ်မချမ်းသာပါအောင်ရှင်ကျမတို့အနေနဲ့ကညီမလူဖွဲ့စည်းမှာပဲဖြစ်ဖြစ်ပဲလူဖွဲ့စည်းမှာဖြစ်ဖြစ်ပေါ့နော်ခိုးရဲဆိုတော့ဘယ်သူမှမနှစ်သက်ပါအောင်ရှင်ဒါပေမဲ့ဒီဖြစ်စဉ်ကကြတော့သူ့အမားကိုယ့်အလွန်ဖြစ်သွားပါပြီခိုးတဲ့မျိုးသမီးဟာလည်းအမားကျူးလွန်တာဖြစ်တယ်လို့မျိုးဒီလိုလှုပ်ဆောင်တဲ့မျိုးသမီးဟာဆိုရင်လည်းတော်တော်လုံလုံကျူးကျူးလှုပ်ဆောင်တဲ့သဘောတရားဖြစ်သွားခဲ့ပါပြီတရုတ်တန်လေးကိုကြည့်မြင်ရသူတွေဆိုရင်မျက်ရည်မခိုင်းတဲ့ဒီဖြစ်ရတယ်ပေါ့နော် ။ဘာကြောင့်လဲဆိုတော့ဒီမျိုးသမီးခြိထားတဲ့ကလေးလေးကိုမြင်လိုက်တဲ့အတွက်ကျမတို့နှလုံးသားတွေကအဲ့လောက်ထိတော့မမာကြောနိုင်အောင်ရှင့်။ကလေးလေးကတော်တော်ကြောက်နေရှာပါတယ်။သူမဆိုးပေါ့နော်။သူအာကိုအားထားပြုတ်ထားတဲ့သူ့ရဲ့မိခင်ဒီလိုမျိုးရိုင်းနှက်နှိပ်စက်ခံနေရတာကိုပဲကလေးရများဒီစိတ်ထံရအောင်ခံစားနိုင်ပါမလဲရှင့်။တော်တော်ရက်ဆက်တဲ့မြင်ကွင်းတစ်ခုကိုကျမတို့မြင်လိုက်ရတာပေါ့။ပြောရမယ်ဆိုတော့ဖြစ်စဉ်ကရိုးရှင်းပါတယ်။ဒီ science ပိုင်းရှင်မျိုးသမီးရပါတော့တော်တော်ကိုစိတ်လိုက်မှန်ပါလှုပ်လိုက်မိတာဖြစ်တယ်။ ဒါပြင်သူများရဲ့ဂုံတိတ်ခါအတွက်ပါအွန်လိုင်းပေါ်တင်လိုက်တာပေါ့နော်တကယ်ဆိုဖြစ်တင်တာကကိုယ့်ရဲ့ဆိုင်မှာဒီလိုဟာလာပြီးပစ္စည်းလာခိုးတာဖြစ်စေပတ်စံလာခိုးတာဖြစ်စေကိုကမိသွားတယ်တက်တဲ့နဲ့တကွာမိသွားခဲ့တယ်ဆိုရင်အတိကရဲတပ်ဖွဲ့ကိုအကြောင်းကြားမှာရှင်ဆိုင်မှာခဏထိမ့်သိမ်းထားပြီးရဲတပ်ဖွဲ့ကိုအကြောင်းကြားမှာဓာတ်ပုံရိုက်ပြီးတော့မူရိုက်ပြီးအွန်လိုင်းပေါ်တင်ရမှာမဟုတ်ပါဘူးကျမနိုင်ငံမှာအဲ့ delay ကတော်တော်ခက်စားနေတယ်ဒါအမြင် online ပေါ်တင်တဲ့ delay ကနေပြီးတော့တကယ်ကိုကြောက်ဖို့ကောင်းတဲ့အချင်းချင်းအဆက်ခွဲမှုတွေပေါ့နော်အဲ့ဒါကြီးဖြစ်လာတယ် ကိုယ်ဆိုင်မှာခိုးရတဲ့ပစ္စည်းတန်ဖိုးနဲ့မညီမျှအောင်လို့ဒီလူဟာတတလုံးဒုက္ခရောက်သွားမယ်အဆက်ရသွားမယ်။ကျမနေ့စဉ်နေ့တိုင်းပြောပြတဲ့စကားလေးလိုပေါ့ရှင်။ဆင်းရဲလိုခြင်းအချင်းချင်းအယံကိုကြီးထွားနေကြတာရှင်။ငါဆိုင်မှာလာပြီးပစ္စည်းခိုးတဲ့အတွက်ငါလည်းစိတ်ဆင်းရဲရတယ်။ဒါကြောင့်နင်ဟာလည်းတပွားလုံးစိတ်ဆင်းရဲကိုဆင်းရဲဖြစ်နေရမယ်ဆိုပြီးတော့ဆင်းရဲလိုခြင်းအချင်းချင်းကြီးထွားနေကြတာ။ဒါကြောင့်အခုလိုဖြစ်စဉ်တွေဖြစ်သွားခဲ့တာပါ။ကျမတို့ဒီသတင်းတွေကနေ့လည်းတက်လာတယ်ပြည်သူလူထုကလည်းအများကြီးမျှဝေကြတယ်ဒီအတွက်ကို လူတွေကပေါ့နော်ဒီမျိုးသမီးခိုးတဲ့ကိစ္စကိုအပြစ်မမြင်နိုင်တော့တဲ့အထိဒီမျိုးသမီးနဲ့ကလေးလေးပေါ်မှာတနာကျင်တာမျိုးဖြစ်သွားခဲ့ရတယ်။ကျမတို့ဒီလိုပြောလို့ခိုးတာကိုအားပေးနေရမဟုတ်ပါဘူးခိုးတယ်ဆိုတော့မကောင်းတဲ့အရာပါဒါပေမဲ့ထိုက်တဲ့နဲ့ပြစ်ဒဏ်ဆိုတာရှိရတယ်ရှင့်။အရင်လုံလုံကျူးကျူးလှုပ်ဆောင်တာမျိုးမလုပ်ရပါဘူးရှင့်။ကလေးငယ်လေးပါဝင်ပါတယ်။ဒါကတခိုးဖမ်းတာမဟုတ်တော့ဘူးနှင်းမနှိမ့်ဆက်တာဖြစ်သွားပြီအဆက်ခွဲတာဖြစ်သွားပြီ။ ဒီတော့အမှုတွေကိုပေါ့နော်တိဆောက်မယ်ဆိုတော့မှဒီမျိုးသမီးကခိုးတဲ့အတွက်ထောင်ထဲဝင်ရမယ်ဆိုရင်ဆိုင်ရှင်မျိုးသမီးကလည်းဒီမျိုးသမီးကိုနှိပ်စက်မှုကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေတွေလူတယောက်ကိုတိုက်ခါထိပေါအောင်လုံဆောင်ချက်တွေနဲ့အမှုတွေအများကြီးသူလည်းရင်ဆိုင်ရမှာတကယ်သာဥပဒေတိုင်းဖြည့်ရှင်းကြမယ်ဆိုပြောပါတယ်အခုတော့ကျွန်မပြောသလိုပေါ့သူ့အမားကိုလို့ဖြစ်သွားခဲ့တယ်ဈားတဲ့ကတနာဖို့ကောင်းတာကလေးလေးဖြစ်ပါတယ်ခိုးတဲ့မျိုးသမီးကလည်းတော်တော်ကိုတနာဖို့လည်းကောင်းပါရှင့်သူပြောတယ်ပေါ့နော် ီကိစ္စနဲ့ပတ်သက်ပြီးသူ့ကိုကြိုက်တယ်လို့အပြစ်ပေးပါဆိုပြီးသူပြောနေရတယ်ကျွန်တော်ကြားရပါတယ်။ထောင်ဆိုင်ရှင်မျိုးသမီးကတော်တော်ကိုစိတ်လိုက်မှန်ပါဖြစ်နေပြီးတော့ရင်းနှီးမှုနဲ့လောင်းမယ်ရင်းနှီးသွားကြိုဆိုတဲ့ပုံစံမျိုးထိပြောတယ်။ဓာတ်တိုင်မှာဒီကလေးလေးနဲ့မျိုးသမီးကိုကြိုးချီထားတယ်ဆိုတဲ့အခြေအနေတစ်ခုမှာပတ်ဝန်းကျင်ကလည်းဘာမှဝင်ပြီးတော့ဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမရှိဘူး။တားဆီးရလည်းမရှိဘူး။လူမျိုးငွေမှာဒီလိုမျိုးတောင်နဲ့တောင်နှိမ့်ဆက်ညှဉ်းပန်းနေကြတာတွေကိုကျွန်မမြန်မာနိုင်ငံသားတွေကလက်ခံတက်နေပြီလားဒီဖြစ်စဉ်ကအွန်လိုင်းပေါ်တက်လာလို့လေအွန်လိုင်းပေါ်သာမတက်လာလို့ရှင်အဲ့နားမှာဒီဖြစ်စဉ်ကဒီတိုင်းလေးပဲပြီးသွားမှာ ဆိုင်ရှင်ကလည်းငါတခုတည်းဖမ်းလိုက်နိုင်တယ်ဆိုတော့မမာနာတက်ပြီးတော့ပဲတတလုံးနေထိုင်သွားမှာသူလောက်တဲ့လှုပ်ဆောင်ချက်ကိုသူမှန်တယ်လို့ပဲထင်နေမှာကျမတို့လူခွေစီကဥပဒေပေါင်းအောက်မှာရှိနေမှာမဟုတ်ပဲနဲ့ကိုယ့်အကူတရားစီရင်တဲ့ပုံစံတွေဖြစ်လာနေတာကတော့မကောင်းတဲ့အခြေအနေတည်ရပါပဲဒီဖြစ်စဉ်မှာကျမတို့မြင်လဲရတဲ့အရာတွေကတော့အများကြီးပေါ့နော်မျိုးသမီးတွေရဲ့စီရင်နွမ်းပါမှုတွေဒုက္ခရောက်မှုတွေဒါပြင်တရားဥပဒေရမလုံခြုံမှုတွေ လူတွေကတခုခုဖြစ်လာရင်တရားဥပဒေဆိုတော့အာကိုခြင်းမရှိတော့ဘဲနဲ့ကိုတရားကိုစီရင်နေကြတာတွေအရန်ကြောက်ဖို့ကောင်းတဲ့အခြေအနေတခုကိုကျမတို့ကွက်ကွက်ကွန်ကွန်မြင်လိုက်ရတာပါဒါပြင်ဒီသားမီးမြောက်ကိုပေါ့နော်စောင့်ရှောက်ခြင်းနဲ့ကိုညီခြင်းနဲ့ပရိုက်တာဖွဲ့ရတယ်လက်လံရှောက်ခွေနေရဆိုပြီးတော့ကျမတို့ကြားသိရပါတယ်နောက်ထပ်တခုကကြတော့ဒီဆိုင်ရှင်ပေါ့နော်ဒီမျိုးသမီးပေါ်မှာဒီကလေးပေါ်မှာဒီလိုပြုတ်မှုခဲ့တဲ့ဆိုင်ရှင်ရဆိုရင်လေဆိုင်ရှင်နဲ့ဒီပါဝင်တဲ့လူတွေပေါ့ဝန်ထမ်းတွေပေါ့ရှင်တပုံရိုက်တဲ့လူရောကင်မရာရိုက်တဲ့သူရောဆိုင်ရှင်ရော ဒီကြိုးတုတ်တဲ့သူရောတက်ဆိုင်ရလာပြီးတော့ခေါ်ဆောင်ပြီးစစ်ဆေးမှုတွေပြုလုပ်နေရဆိုတော့လည်းကြားသိရပါတယ်ဒါကျွန်မနောက်ဆုံးကြားတဲ့သတင်းလေးကိုပြောပြတာပါ။ဘာလဲဆက်ဖြစ်မယ်ဆိုတော့နောက်နေ့မှာထပ်မံသိရှိရတယ်ရှိလို့ရှင်ကျွန်မတင်ဆက်ပေးပါမယ်။ကျွန်မအတွက်ကတော့ဒီလိုမျိုးဖြစ်ရက်တွေလူမြင်ကွင်းနေရနိုင်ငံနဲ့တော့ရှက်ဖို့ကောင်းတဲ့ကိစ္စတွေပါ။ကိုယ်ကိုတရားစီရင်နေကြတယ်တရားဥပဒေဆိုတာကိုမလေးစားကြတော့ဘူးတူနဲ့တူနှိမ့်ဆက်ညှင်းပန်းနေကြတယ်တန်းတက်အဆက်ခွဲဖို့အတွက်ကိုပဲ အားတန်နေကြတယ်ဆိုတာကကျမတို့မြန်မာလူအဖွဲ့အစည်းမှာအင်မတန်ရှက်ဖို့ကောင်းတဲ့ဖြစ်ရက်တစ်ခုအနေနဲ့ကျမတို့မြင်လိုက်ရတာပေါ့ရှင်ကျမတို့အားလုံးရဲ့ခေါင်းထဲမှာအသိပေးခေါင်းလောင်းလေးညီသွားတာပေါ့ဒီလိုပဲကျမသုံးသပ်ချင်ပါတော့တယ်ကျွန်တော်တော့အများကြီးမပြောချင်တော့ပါဘူးအကြောင်းလဲဆိုတော့ဒီဖြစ်စဉ်တစ်ခုလုံးမှာကနှစ်ဖက်လုံးကမှတစ်ခုစီမှားနေတာဆိုတော့လေဒီမျိုးသမီးနေနဲ့လည်းဒါခိုးမှုကျိုးလွန်တယ်ဆိုတော့မကောင်းတဲ့ကိစ္စပါ။ဒါပေမဲ့သူ့ဘဝမှာလည်းဘလောက်ထဘလောက်ထီအောင်မှခက်ခဲနေလဲမှမသိတာနော်။တချို့ကရှိရဲ့ရှင့်ခိုးတယ်ဆိုတာရွယ်ချက်မျိုးမျိုးရှိရဲ့ ။တချို့ကစားဖို့အတွက်ခိုးတာ။ငတ်လာလို့ခိုးတာ။ဒီလိုလူကြီးကတော့စားဖို့ရှိသွားရင်မခိုးတော့ဘူး။တချို့ကျတော့ခိုးကျင်လို့ခိုးတာ။အလွယ်တကူလိုချင်တဲ့အချောင်လိုစိတ်ကြောင့်ခိုးတာ။ဒီလိုလူတွေကတော့စားဖို့ရှိလေအချောင်လိုစိတ်ကရှိနေတဲ့အတွက်ဆက်ခိုးမှာပဲ။ဒီမောင်နိုင်ငံမှာအချောင်လိုစိတ်ကြောင့်ခိုးတဲ့တကူတွေတော့ပြည့်ပြင်လို့မရဘူး။ဒါပေမဲ့ငတ်လို့ခိုးရတဲ့သူတွေတော့ကျွန်တော်တို့ပြည့်ပြင်လို့ရတယ်ရှင့်။ဒီလူတွေကိုကျမတို့ကဲတင်ဆောက်ရှောက်ဖို့ကြိုးစားရမှာမြန်မာစကားရှိရလေငတ်တော့မရှက်ဘူးတဲ့ ်ငတ်လိုက်မရှက်ဘူးရှင်ကိုငတ်တာလည်းမကကိုသားသမီးငတ်တာမြင်လည်းမရှက်တော့ဘူးရှင်ဒါပြင်အခုဆိုရင်ကျမတို့နိုင်ငံမှာစစ်ဘေးစစ်တမ်းတွေဖြစ်တော့တချို့တွေကစစ်ဘေးရှောင်လာတဲ့ခါမှာပေါ့နော်တခြားတနေအောင်ရောက်တော့စားစရာတောက်စရာလည်းမရှိတော့ဘူးအဲ့တော့အလိုနည်းသခိုးဘွားရောက်သွားတာရှိရဲ့တချို့ဆိုရင်ကြေးစားလောက်ရတာရှိအမျိုးမျိုးပေါ့နော်ဘွားတွေကတုံညဘွားတွေဖြစ်ပြီးတော့ဒုက္ခရောက်သွားတာဆိုတော့လေဒီလိုလိုက်ပြီးခိုးနေတဲ့သူတိုင်းကအချောင်လိုစိတ်ရှိတယ်ဆိုတော့ ခေါင်းစဉ်တစ်ခုတည်းနဲ့ကျမတို့ကတက်လို့မရတော့တဲ့အခြေအနေဖြစ်သွားတာပုံမှန်ဆိုတော့တခိုးဆိုတာဒါခြောင်လိုစိတ်ရှိရတူကျမတို့တတ်မှတ်အလွယ်တယ်ဒါပေမဲ့တိုင်းပြည်အခြေအနေကတခိုးတန်းအောင်ခြောင်လိုစိတ်ရှိလို့ခိုးတယ်ဆိုပြီးတတ်မှတ်ဖို့အတွက်ကကျမတို့မှာခက်ခဲတယ်ရှင်တကယ်ဒုက္ခရောက်လို့တကယ်ငတ်လို့ခိုးနေရသူတွေတကယ်ရှိနေတာဒီလိုတိုင်းပြည်ဖြစ်သွားအောင်ကျမတို့ဘာတွေများညံ့ဖြင်းခဲ့ကြလဲဆိုတာပြန်စဉ်းစားရမှာပေါ့နော်ဒီမြေခွေးတွေမမြင်ရအောင်လို့ကျမောင်နိုင်ငံလည်းအမြန်ဆုံးတိုးတက်အောင်မြင်အောင်အားလုံးဝိုင်းဝန်းကြိုးစားကြရင်တော့ကောင်းဆုံးပါရှင်။ သတင်းတွေကနေသင်ကန်းစာလေးနဲ့ပညာပေးလေးပဲကျွန်မပြောလိုက်ချင်ပါတော့လေကျန်တာကတော့ဘာမှထူးခြားခြားပြောမနေကျွန်တော်ပါအောင်ရှင်မိဘပြည်သူများရှင်ကျွန်မဒုတိယတက်ဆက်မှုလေးကိုတော့ဒီနေ့မှကျွန်မသချင်းတစ်ပုဒ်နားထောင်လိုက်ရတယ်လောပိုင်ဆိုထားတဲ့သချင်းပေါ့နော် rap သချင်းလေးပါရှင် စာသားတွေကလည်းတော်တော်ရင့်သီးတဲ့စကားလုံးတွေထည့်ထားပါတယ်စေးရေးတိုင်းထွားတဲ့စကားလုံးတွေပါပါတယ်ပေါ့နော်ဒီတချင်းဖြစ်လာတဲ့အမိုင်းချောင်းလေးတွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီချင်းထဲမှာသူကလူတယောက်ကို ပြန်ပြီးတော့သူတုံ့ပြန်ထားတာပေါ့နော်အဲ့ဒီလိုကဘယ်သူလဲဆိုတော့ပြည်ဟင်းတီဟာဆိုတဲ့ဒါရိုက်တာတယောက်သူတုံ့ပြန်ထားတာပြင်းတီဟာဆိုတော့တည့်ရတိုင်းပါပဲ2021တာစုပ်ဘူးလှုပ်ရှားမှုတွေမှာပေါ့နော်ပါရင်ပတ်သက်လက်ဆောင်ထောင်မွှေနိုင်ငံရေးကတိကြောင်ဖြစ်ပြီးတော့နိုင်ငံခြားထွက်ပြေးသွားတာပြီးတော့သူ YouTube channel ထောင်တယ်ထောင်ပြီးတဲ့အခါမှာလူပညာရှင်တွေရဲ့ဟုတ်လားမသိမဟုတ်လားမသိရတဲ့သတင်းတွေကိုပောက်လုပ်ပေးစားထိုင်ပြောပြီးတော့ YouTube မှာ monetization ရှောက်ပြီးတော့ပတ်စံရှာတာသူက မြန်မာနိုင်ငံမှာရုပ်ရှင်ရိုက်ခဲ့တဲ့လက်ကနိုင်ငံခြားရောက်တော့မရိုက်တတ်တော့လားမသိဘူးမြန်မာသူ့ရဲ့ပညာနဲ့မြန်မာနိုင်ငံမှာထားခဲ့တာလားမသိဘူးဒါမှမဟုတ်မြန်မာနိုင်ငံမှာပေါကားတွေပဲရိုက်ခဲ့တော့နိုင်ငံခြားရောက်တဲ့ခါကျတော့ဘောင်မဝင်တာလားတော့မသိဘူးသူရုပ်ရှင်ရိုက်ဖို့မရှိဘူး YouTube channel ထောင်ပြီးတော့သူများတင်းထိုင်တုတ်တဲ့ဘဝရောက်သွားခဲ့တာပေါ့နော်ဒီအနုပညာရှင်တွေဟာဆိုရင်နီးမျိုးစုံနဲ့ပြောခံရတာပေါ့ရှင်သူ့ရဲ့ပတ်သက်ထဲမှာသူလိုရာဆွဲရေးထားတဲ့ဇာညုံးတွေအောက်မှာအနုပညာရှင်တွေဘဝတွေကတကယ်ကိုစတွေးကွက်တဲ့ပက်လက်မျိုးနေကြာခဲ့ပြီပေါ့ တည့်ရကြတော့သူကလွှမ်းပိုင်ရဲ့အကြောင်းတော့ပြောတယ်ဗောနော်အဲ့လိုပဲဝါရှင်ဟုတ်လားမသိဘုံလားမသိရဇလန်းအနေနဲ့ဗောတော့ပြောတဲ့ခါကျတော့လွှမ်းပိုင်ရဲ့အဲ့ဒါကိုပြန်ပြီးတော့တုံ့ပြန်လာရောပါရီကြတော့မခံဘူးလေရောပါရီကမခံဘူးလေသူတို့စီမှာဆိုအဲ့လိုရှိရတန်းတဲ့ကြောင့်အဲ့လိုတိုက်ခိုက်တာပါညာဆို dis တယ်ဗောနော် dis ကြတယ်ဗာအဲ့လိုမျိုးဆိုတော့သူကစကလုံးကလည်းအစတည်းကကြွယ်တာဆိုတော့ရှင်အဲ့လိုမျိုးပြောဆိုတဲ့ခါကျတော့ကျမစဉ်းစားမိရလေးဗောနော်လူမြရာရှင်တွေကအိတ်ဒဏ်တွေကိုမခံနိုင်တော့ဘဲနဲ့တုံ့ပြန်လာတာကိုကျမတို့ဒါလက်ကမ်းကြိုဆိုရမယ် ။ဘာကြောင့်လဲဆိုတော့2021ပြီးကကျမတို့နှိပညာရှင်တွေရောအတက်ပညာရှင်တွေရောကျမနိုင်ငံဘသူမဆိုအကျမ်းပတ်ညီပိတ်တွေရဲ့ကဲ့ရဲ့ရှုပ်ချအပြစ်တင်မှုခံရနေစဉ်ရဲ့ဆက်ပဲ။နှိပညာရှင်နဲ့လူပညာရှင်မလို့အမှုပညာလောက်လို့ရှင်လဲပြောခံရတယ်။ထိုင်ထိုင်ပြီးတော့နိုင်ငံသားအနေနဲ့အပြစ်ပြောနေတာတရားလူတွေရောအဲ့လိုပဲဆရာဝန်လဲဆရာဝန်စိတ်ကူလို့ရှင်စီဒီယံမလုပ်လို့ဆိုပြောခံရတယ်။ကျောင်းဆရာမလဲစာသင်တာအပြစ်ဖြစ်တယ်ဆိုပြောခံရတယ်။ကျောင်းသားတွေလဲကျောင်းတက်တာအပြစ်ဆိုပြီးပြောခံရတယ်။ ဒါပြင်နိုင်ငံရေးမှာပေါင်ပတ်သက်ခြင်းမရှိရသူတွေပျော်ဝဲရှင်ပွဲသွားရင်တော့မင်းတို့ကပျော်နိုင်လားဆိုပြီးလာသေးတာကျမတို့နေ့စဉ်နေတာအပြစ်တင်ခံနေရတာသူတို့သူတို့ရဲ့သူတို့ဇာတ်နဲ့အပြစ်တင်မှုခံနေရတာပေါ့နော်ကိုယ့်ကိုနေနေလဲတသက်ကြီးကျမတို့သတင်းသမားဆိုလည်းဒီလိုပဲကျမတို့အလောက်ကနေ့စဉ်သတင်းတင်ဆက်တာဘာမှမထူးကြဘူးအဲ့ဒါကိုလည်းသတင်းတင်ဆက်လို့ဆိုပြီးတော့အပြစ်မင်းတို့ကဘောမှလေတဲ့သတင်းတင်ဆက်နေရလေဘု து ဘောကျမမနေလို့လေဟုတ်တယ်မလားအဲ့လိုလဲရှင်းပြလဲသူတို့လက်မခံမရောဘောမှတာပဲ ကျမတို့ဥပဒေပေါင်းထဲမှာနေတဲ့သူတိုင်းကိုဘောမတွေဆိုရယ်ကောင်းစင်တက်ပြီးတော့အခက်မသိမသိတော့ဒလန်ဆိုပြီးလက်တက်သေးတယ်။ကျမတို့မခံရတာပြောပါရယ်။အာနာထိမ့်လိုက်တာကျမတို့လည်းမဟုတ်။မိဘပြည်သူတွေထိမ့်လိုက်သေးလား။အာနာထိမ့်နေတယ်မှာပါလိုက်သေးလား။မပါအောင်မို့လား။မပါလဲပြောခံရတယ်ရှင့်။အဲ့နီးကြောင်ရဲ့အကျင့်ပဲ။အဲ့လိုဖြစ်လာနှစ်တည်ကြာလာတော့ကျမတို့လည်းတောက်ပြန်တက်တယ်လေလူသားတွေပဲလေ။သီးခံမှုဆိုတာအတိုင်းတာရှိရယ်လေ။အဲ့တော့ကျမတို့သတင်းသမားတွေကတော့သူတကုန်းကိုတကုန်းတောက်ပြန်တာပဲ။ ကျမတို့နေ့စဉ်သတင်းတက်ဆက်နေရဆိုတော့ခီးမဆိုင်ဘောနော်တို့လူပညာရှင်တွေကြတော့ရေငုံနှုတ်ပိတ်နေနေရတာတို့လည်းကြပြီလက်ဆိုင်ဖြစ်တော့လည်း၃ညထောင်းကြတာဝါရှင်တူတူကူကောထောင်းကြတာပေါ့တချို့ကလည်းတကယ်ကိုစစ်တပ်ကိုမကြိုက်လို့ထောင်းတာရှိရဲအနာထိုင်းနဲ့မကြိုက်လို့ထောင်းတာရှိရဲချို့ကြောက်ကလည်းအီအောင်ဝါတာမဝါလို့ရှင်ပြည်သူ့ရဲ့အချိန်ကြောင်ရှင်သိရမလားမြန်မာနိုင်ငံဒီမိုကရေစီသာလိုချင်တာကိုကြိုက်တာကိုသူများမကြိုက်ရင်အပြစ်ဆိုပြီးမြင်တတ်တဲ့အတွေးတိတ်တဲရရှိနေတော့ပဲအဲ့တော့ပဲဖြစ်လဲလူပညာရှင်တွေကလိုက်ထောင်းသွားတာပေါ့လက်၃ညောင်းနေ အခုမထောင်တော့တဲ့ချိန်လေးကြာအောင်ဥပညာရှင်တို့ပြစ်တင်ကြတဲ့ခါကျတော့ဥပညာရှင်တွေမှာအထူးကြကြနှွမ်းပန်ပြန်ပြီးတော့တစ်ချက်ပြန်ကစ်လိုက်တာနှွမ်းပန်လေးစားဖို့ကောင်းတယ်ဇပိုက်တို့ခတော့လေးစားရတယ်သူပြန်ပြောရဲတယ်သူသူ့ရဲ့ရက်တီချက်ကိုသူပြောရဲတယ်သူ့လာပြီးတိုက်ခိုက်တဲ့ရန်သူသူပြန်ပြီးတိုက်ခိုက်ရဲတယ်အဲ့ဒါတတိရှိရဲ့သူလို့ခေါ်တယ်ရှင့်ဥပညာရှင်တွေလည်းပြောရမယ်ဆိုရင်မနော်သူကစစ်အာဏာရှင်ဟိုတာမကြောက်တာသုံးလက်သုံးထောင်ပြီးတော်လှန်ကြတာ ဒီလိုမျိုးသူတို့ online နဲ့အတင်းတုတ်တဲ့လူကြောင့်သူတို့ကြောက်တယ်နဲ့အတူပဲ front line တယောက်ပဲတုတ်ပြန်ရဲသေးရဲ့ကျွန်မကြည်ရတခြားဘယ်သူမှသူတို့မတုတ်ပြန်ရဲဘူးအပန်းအောင်မထွက်ရဲတာလူပြန်ရှင်တွေအကုန်လုံးတိတ်ဆိတ်ငြိမ်သက်ပြီးပြောသမျှခံနေတာအေးတီဟိန်းတီရဆိုတရားလူပြန်ရှင်တွေတော်တော်ပြောဆိုနေရအကုန်ငြိမ်ခံနေရတော့ဘယ်သူမှတံထောက်ဘူးတော့တော်တော်ကြောက်ကြတာပဲ front line တယောက်ပဲပြန်ပြီးတော့ထထပြီးတော့မှပြန်ရှင်ဆိုင်တာပြန်တိုက်ခိုက်ရဲတာလူပြန်လောကတစ်ခုလုံးမှာပြီးဟိန်းတီဟာမကြောက်တော့ front line တယောက်ပဲရှိတယ်ကျွန်မလည်းပြောရအောင်မယ်ကျန်တဲ့တွေအကုန်ကြောက်ကြတယ်ဘယ်သူမှတံထွက်ရဲဘူး အားလုံးကိုစားနှောင်းပိုင်တုတ်ပြန်ပေးရမယ်ဂျေစုတင်ရမလို့လို့ပြောလို့မရဖုန်းတွေပဲဆက်ပြီးလွှမ်းပိုင်ကို congratulation လုပ်လုပ်နေမှာအညီဂျေစုတင်နေငါတို့ပြောချင်တဲ့စကားကိုမင်းကိုစားပြောပြီးတော့ဂျေစုတင်နေဆိုပြီးလွှမ်းပိုင်ဖုန်းဆက်ပြီးတော့ဂျေစုတင်စကားပြောနေကြမှမသိဘူးပြရှင်နေပြောလို့မရအောင်ရှင်သူတို့ကဆရာနာရှင်သားမကြောက်တာပြင်းတီးရတော့သူတို့ကြောက်တယ်အဲ့လိုရှိရဲ့ရှင်ပြတော့ကျောင်းအနေနဲ့ကတော့နှစ်ချုပ်လေးပေါ့နော်ပြောချင်တာကတော့မိဘပြည်သူတို့လည်းရဲစွမ်းတက်တိရှင်ထဲမှာပြည့်ထည့်ထားပါခေတ်ကာလကြီးက ကြောက်ပြီးတော့နေရမယ့်အချိန်မဟုတ်တော့ဘူးကျမတို့ရင်ဆိုင်စရာရှိရာရင်ဆိုင်ရမယ်တုတ်ပြန်စရာရှိရာတုတ်ပြန်ရမယ်ကျမတို့နိုင်ငံအတွက်ကျမတို့ခွန်အားပြည့်ဝနေမှရေစွမ်းတက်တိရှိနေမှအကြမ်းမဲ့သမားတွေခေါင်းမထောင်နိုင်မှလုံးမဟုတ်ဘူးစင်တော်မိဘပြည်သူတို့ကသူတို့ပြောတာခံမိဘပြည်သူမွေးလာတဲ့သားသမီးကလည်းသူတို့ပြောတာခံမိဘပြည်သူမွေးလာတဲ့သားသမီးရဲ့သားသမီးကလည်းသူတို့ပြောတာခံဆိုတော့တော်တော်လောက်ခံပြီးတော့ပဲနေသွားရမှာကျမတို့ကမနေနိုင်ဘူးရှင့်သူတို့ကုန်းကုတ်ခုံးမယ်အားလို့ရှင့်နှခေါင်းလောက်ပြန်ပြီးအပေါ်ပြောရင်ပြောလိုက်အောင်ပါတကယ်တော့ကျမတို့မြန်မာမှာစကားရှိပါတယ် ကြောက်ရင်လွယ်ရဲရင်မင်းဖြစ်တဲ့ကြောက်နေရင်တော့ကျမတို့ရရှိလာမယ့်အခွင့်အလမ်းတွေအောင်မြင်မှုတွေစိတ်ချမ်းသာမှုတွေကကျမတို့လွယ်ချော်သွားမှာပဲအဲဒါကျမတို့ခုချိန်အစာပြေနိုင်ငံတော်အတွက်ကိုပြည့်ပြည့်တသားရက်တည်ဖို့လိုပြီးလူပညာရှင်တွေလည်းကိုယ့်ရဲ့ကယ်ရီယာကိုယ့်ရဲ့ဂုဏ်သိက္ခာတွေကိုစော်ကားပုတ်ခတ်နေတဲ့သူတွေကိုတုံ့ပြန်ရဲဖို့လိုပြီးအခုလိုမျိုးလွှမ်းပိုင်လှုပ်လိုက်တာကောင်းတယ်တတလုံးကိုယ်ကိုစိတ်ဒုက္ခပေးနေတဲ့အရာကိုဖြစ်နေရဲ့ပြည်တယ်နာကိုဖောက်ထုတ်လိုက်တယ်လို့ပဲ ်နားလဲခဏပေါ့ရှင်အဲ့အနိုင်ကိုစီမှာမရှိတော့ပဲနဲ့ပျောက်သွားတော့မကောင်းလားရှင်တတိရှိလိုက်တာတချို့ကိစ္စတွေကိုဖြေရှင်းလိုက်ဖို့အတွက်ပုံမလွယ်ကူသွားစေပါတယ်ဒါကြောင့်မိဘပြည်သူများရောမြန်မာနိုင်ငံမှာအေဂျင့်ဆိုတာနေလိုကြတဲ့အမှုပညာရှင်တွေတက်ပညာရှင်တွေကျောင်းသူကျောင်းသားတွေဆရာဝန်တွေအားလုံးဒီကိစ္စကတကယ်ကိုကျမတို့အတွက်မျက်စိပွင့်နားပွင့်သွားစေပါတယ်ကျမတို့တုတ်ပြန်လို့ရှာတယ်ကြောက်နေစရာမလိုဘူးဆိုတော့ပြတ်တာသွားတာပါဒါကြောင့်ကျမကလည်းသတင်းလေးရနေပြီးတော့တစ်ခုတ်တည်းတင်ဆက်ပေးတာဖြစ်ပါတယ် တဟာနုပညာရှင်တယောက်ရဲ့ထုတ်လုပ်လိုက်တဲ့အာမန်သချင်းတဘုံမဟုတ်ပါဘူးရှင်ကိုကိုလာပြီးတော့အားနေနှိမ့်ဆက်ညှင်းပန်းနေတဲ့အကျံဘတ်သမားအကျံဘတ်အားပေးတယောက်ကိုပြန်လဲတုံ့ပြန်လိုက်တဲ့သချင်းတဘုံပါဒီကနေကျမတို့စိတ်တက်ခွန်အားတွေရှူပြီးတော့ကျမတို့နှိမ့်ဆက်နေတာရှိရင်လည်းတုတ်ပြန်နိုင်မှုအတွက်ကြိုးစားပါမသူပြောတာအောင်မှာကျမတို့ခေါင်းငုတ်ခန့်နေစရာမလိုပါဘူးရှင်ကျမတို့ကတောင်းတွေအောက်မှာအေးချမ်းစွာနေတဲ့ပြည်သူတွေပါကျမတို့အားလုံးဟာအကြမ်းဖက်သမားတွေထပ်ပို့ပြီးတော့တန်ဖိုးရှိပါတယ် ဒါကြောင့်ကိုယ့်ရဲ့တန်ဖိုးကိုသိပါတုံ့ပြန်လို့ရမယ်အခြေအနေတစ်ခုမှာပြန်လဲတုံ့ပြန်ကြပါလို့ကျမအနေနဲ့တိုက်တွန်းလိုက်ပြစေတော့ရှင်မိဘပြည်သူများရှင်ကျမခုဆက်လက်တင်ဆက်ပေးရမှာ KK ပတ်နဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်မနေ့ကဆိုရင်ဗိုလ်ချုပ်စောမင်းထွန်းကနေပြီးတော့ KK ပတ်နဲ့ပတ်သက်ပြီးမီဒီယာသမားတွေမေးမြန်းချက်တွေပေါ့နော်အားလုံးခြုံငုံပြီးတော့ပြန်လဲဖြေကြားသွားခဲ့ပါတယ်အဲ့ဒီကနေပြီးတော့အနှစ်ချုပ်လေးပေါ့နော်ကျမဆွဲထုတ်ထားတဲ့ data အချက်လက်လေးရှိပါတယ်ဒါလေးကျမပြောပြပါမယ် ဗိုလ်ချုပ်စော်မေထွန်းအတီးကပြောသွားတာကတော့ KK ပတ်ဟာဆိုရင်တရားဝင်ခွင့်ပြုထားလုံးဝမရှိပါဘူးနိုင်ငံတော်ကလေပြောရမလို့တရားမဝင်လုပ်ငန်းတစ်ခုသာဖြစ်ပါတယ် KK ပတ်စီမံကိန်းရဲ့ညီနေရာနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ကလုံးဝခွင့်ပြုထားတာမျိုးမရှိဘူးဒါဟာဆိုရင်နိုင်ငံတော်ပိုင်ညီကို KNU ကဥပဒေမဲ့ဆိုတာလဲသုံးစားလုပ်ခဲ့ပါတယ်ဆိုပြီးတော့အတီးအကြဖြေကြားသွားခဲ့ပါတယ်ဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြေကြားချက်ထဲမှာနောက်ထပ်ထူးခြားမှုကတော့ KK ပတ်ဟာဆိုရင်များတွေမျိုးတောင်ပတ် မဲထော်တလေးကျေးရွာအနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြစ်ကမ်းနံပေးမှာရှိတယ်။အဲ့ဒီနေရာဟာဆိုရင် KNU တပ်မဟာ6လှုပ်ရှားတဲ့နယ်မြေဖြစ်ပါတယ်ရှင့်။ဒီနေ့မြန်မာစာချုပ်ချုပ်ဆိုမှု2020ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာပြုလုပ်ခဲ့တာအဲ့ဒီပြုလုပ်တဲ့အခါမှာဆိုတော့ KNU ရဲ့မူလအိအလင်းကုမ္ပဏီနဲ့ထိုင်းကုမ္ပဏီတစ်ခုကနေပြီးတော့သူတို့ကုမ္ပဏီနှစ်ခုချုပ်ဆိုကြတာပြောမှဆိုတော့ KNU နဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုကဒီနယ်မြေကိုစာချုပ်ချုပ်ဆိုခဲ့ကြတာပြီးတော့ မြင်းကားရန်ခါကို KNU ကယူတယ်။စားကြုံမှာဆိုမြေကတရားခန့်ကိုနှစ်ပေါင်း30တောင်မှ KNU ကအဲ့ထိုင်းကုမ္ပဏီကိုငှားပေးခဲ့တာ။အဲ့လိုငှားပေးပြီးတဲ့အခါမှာဆိုအဲ့ဒီမြေနေရာမှာအစာအုပ်ဆောက်လုပ်ပြီးတဲ့လုပ်ငန်းလုပ်တဲ့အခါမှာ KNU ကစောက်ရှောက်ခဆိုပြီးထက်ယူသေးတယ်။လုံခြုံရေးပုံစံပေါ့နော်။လုံခြုံရေးပါသူကလုပ်ပေးလိုက်သေးရဲ့။အဲ့လိုလုံခြုံရေးလုပ်ဖို့အတွက်ကိုတစ်လောက်ဘတ်5သိန်းအဲ့ဒီထိုင်းကုမ္ပဏီစီကနေ KNU ကယူထားတယ်ပြီးတော့ဒီနေရာမာရင်ကိုဒီညီနေရာကိုပေါ့နော်ဒီထိုင်းနိုင်ငံက လုပ်ငန်းရှင်ကလာငှားပြီးတော့လုံးလုံးတဲ့အခါမှာလုံခြုံရေးတောင်လိုတယ်ဆိုမှတော့တရားမဝင်အလုပ်တွေဖြစ်နိုင်တယ်ဆိုတော့ကရင်ညွတ်သိပြီသားသိရတဲ့အောင်ငှားခဲ့တာရှင့်ဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့မြေအားလုံးကသူ့နယ်နေတဲ့သူလက်နက်ကင်တွေပိုင်တာမဟုတ်ဘူးရှင့်နိုင်ငံတော်ကပိုင်တာပြည်တော်စုကပိုင်တာဘယ်လက်နက်ကင်ကမှပြည်တော်စုခွင့်ပြုချက်မရှိဘဲနဲ့ဘယ်မြေကိုမှအဲ့လိုငှားရပိုင်ခွင့်မရှိဘူးရှင့်ရှင်းလင်းချက်ထဲမှာနောက်ထပ်ထူးခြားလေးလည်းပါပါသေးရဲ့เนาะကျွန်မထပ်ပြောပြပါမယ် ဒီလိုမျိုးစာချုပ်ချုပ်ပြီးသူတို့ကလွတ်လပ်ကြတဲ့အခါမှာဆိုရင်2022မေလမှာလည်း KNU ပူမှုချုပ်အဆင့်ရှိရဲ့သူက Trans Asia International Holding Group နဲ့စာချုပ်ပြောင်းလဲပြီးတော့ချုပ်ဆိုထားတယ် KNU ပဲကုမ္ပဏီသားပြောင်းသွားတာ KNU လက်ထဲမှာပဲဒီကိစ္စရှိနေခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုမျိုး KNU ကပြောင်းလဲချုပ်ဆိုလိုက်တဲ့ကုမ္ပဏီဟာဆိုရင်ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ online လောင်းစားလုပ်ငန်းတွေကြားဖြန့်လုပ်ငန်းတွေနဲ့ဆက်ဆက်နေတဲ့ကုမ္ပဏီဖြစ်နေတယ် ဒီကုမ္ပဏီอ่ะဆိုရင်ဒီ KNU နဲ့ချုပ်ဆိုပြီးရဲ့ခါမှာသူတို့လုပ်ငန်းကိုအဲ့ဒီနေရာကိုပြောင်းရွှေ့လာပြီးတော့ကြားဖြတ်လုပ်ငန်းတွေဆက်လက်လုပ်ကန်ခဲ့တယ်။အဲ့ဒီအနေမှာမြန်မာနိုင်ငံကကြားဖြတ်ဆိုတဲ့နာမည်ပြန့်ပူကြာဖြစ်ပေါ်လာခဲ့တာပေါ့ရှင်ပြောရမယ်ဆိုတော့ KNU ရဲ့လှုပ်ဆောင်ချက်ကြောင့်ပြည်အောင်စုတစ်ခုလုံးတိုက်ခါကြရတဲ့ဖြစ်စဉ်ဖြစ်သွားခဲ့တာပေါ့ဒီလိုမျိုးတရားမဝင်စာချုပ်တွေချုပ်ဆိုတဲ့ခါမှာဆိုရင်ပအံပတ်သက်တဲ့သူတွေက KNU ဥက္ကဋ္ဌဖတိုစောကွယ်ထူဝင်းနဲ့ရခိုင် KNU ကာကွယ်ရေးဌာနတာဝန်ခံဖြစ်တဲ့ဘိုမူးကြီးစောရော်ဂျာခင်တို့က KNU ဘဏ္ဍာရေးကော်မတီဘဟုအနေနဲ့လက်မှတ်ရေးထိုးခဲ့ကြတယ်။ဒီတော့ထင်ရှားပါရှေ KNU ခေါင်းဆောင်တွေအားလုံးဟာဒီတရားမဝင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့တိုင်းပြည်မတည်မငြိမ်ဖြစ်တဲ့အချိန်မှာခက်ပြတ်တရေလောက်တာပါပဲ။ပြည်တော်စုသစ္စာဖောက်တာပါပဲ။ဒါတော့ဗိုလ်ချုပ်စံမထွန်းကတေချာလေးချက်နဲ့တကွာရှင်းပြခဲ့တာဖြစ်ပါတယ်။ဒီတော့ဗိုလ်ချုပ်စံမထွန်းရဲ့ရှင်းလင်းချက်နဲ့ KK ပတ်ကိစ္စပေါ့နော် KNU ကိစ္စကတော့ရှင်းလင်းပါတယ်။ KNU ကမြန်မာနိုင်ငံရဲ့ပိုင်နဲ့မြေကိုတရားမဝင် အတုံးချရဲအကျိုးမြတ်တွေထုတ်တယ်အဲ့ဒီကနေမှလောင်ကစားတွေကြားဖြတ်နေတဲ့ပတ်သက်ဆက်နေနေတဲ့အတွက်သူ့ရဲ့လှုပ်ဆောင်ချက်အောင်းသူမြန်မာနိုင်ငံနဲ့မသက်ဆိုင်သူလှုပ်တဲ့ကိစ္စရဲ့ဆိုပြီးတော့နိုင်ငံတော်ကနေအတီလင်းကြင်ညာလိုက်တဲ့အခြေအနေတခုပြီးတော့ KK ပတ်ကနေ KNU ရနေတဲ့ပတ်စံတွေကမနေဘူးပေါ့နော်ညီမကျွန်မအနေနဲ့အနှစ်ချုပ်လေးပြောရမယ်ဆိုတော့ဒီဖြစ်စဉ်ဟာ KNU ရဲ့နှကောင်းပေါက်ပိတ်လိုက်တာပဲလူတောက်မှာနှကောင်းပိတ်လိုက်မှတော့သက်ပင်နာရှူမလဲရှင်ဗဇက်ကရှူမှာလားကြီးရှိမလွယ်ဘူးလေဟုတ်တယ်မလားဒီတော့သူ့အနေနဲ့ခက်ခဲမှုတွေဖြစ်လာမယ် နောက်ဆုံးနိုင်ငံတော်နဲ့ညှိနှိုင်းရတဲ့ကိစ္စတွေအထိဖြစ်လာနိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေစဉ်းစားသုံးသပ်လိုက်လို့ရတယ်ပေါ့နော်။ဒါအရှိမျှော်မြင်ရှိရှိစဉ်းစားမယ်ဆိုရင်ပေါ့။စစ်မောင်းနိုင်ငံမှာအခုလိုမျိုးနိုင်ငံပိုင်ညီတွေနိုင်ငံပိုင်တရားစာတာတွေလွဲသုံးစားလုပ်တဲ့အဖွဲ့အစည်းအများကြီးပါပဲ။ကျမနိုင်ငံတရားစာတရခါကြတယ်ကျမစဉ်းစားပါတော့ကြံတော့ကြံသေးရလားမသိဘူးလို့တွေးမိရဲ့ရှင်သေးလားနောက်ထပ်နှစ်ပေါင်း၄၅၆၀လောက်ဆိုရင်မြန်မာနိုင်ငံတရားစာတရဘယ်လိုတွေများဖြစ်သွားမလဲ ဒီတန်ဇာတာတွေထုတ်တဲ့အတွက်ဘေးရွက်ဆိုးကျိုးတွေကိုကျွန်မနိုင်ငံသားတွေဘယ်လောက်ထိတောင်ခံစားရအောင်မလဲဂေယစနစ်တွေပျက်စီးကုန်ပြီလေမြေကြီးထဲမှာရှိတဲ့အရာတွေဆိုတော့အလကားထုတ်ရှင်တာထုတ်လို့ရတာမဟုတ်ဘူးရှင်ကုန်တက်တယ်ဂေယစနစ်ပျက်စီးတက်တယ်အချို့နိုင်ငံတွေဆိုရင်ကိုယ်နိုင်ငံတန်ဇာတာအောင်မထုတ်ဘဲနဲ့နိုင်ငံเจ้าဝင်ဝင်တွေဝင်လာအောင်စူးစမ်းလုံဆောင်ပြီးပတ်စံရှာကြရအောင်နော် ပြောရမယ်ဆိုရင်တဘာပုံဝင်ခြင်းနဲ့ကဘာကြီးရဲ့ကျမ်းမာရေးကိုတကယ်နားလည်သူတွေကတင်ရန်စာတိုင်းထုတ်ဖို့အတွက်အဝင်လေးတွေရှင့်မလိုအပ်လုံးဝမထုတ်ချင်ကြဘူးဗောနော်ကျွန်မနိုင်ငံတခုပဲလိုလိုကူကူထုတ်နေတာဟာတော့နည်းနည်းအံ့ဩဖို့တော့ကောင်းပါတယ်လိုလိုကူဆိုတာကအဓိကလက်နက်ကင်လေးဗောရှင်အားလုံးကငါတို့တိုင်းရင်းသားတွေငါတို့လူမျိုးလွတ်မြောက်ဖို့အတွက်လုပ်ကြမယ်ဆိုလက်နက်တွေကင်ကြရလေကင်ပြီးတော့ပါလို့လေတင်ရန်စာတိုင်းထုတ်ကြရတယ်တင်ရန်စာတိုင်းထုတ်တဲ့ချမ်းသာလိုက်တာမှကြီးကြီးတက်ဆယ်သက်စားမကွအောင်ချမ်းသာကုန်ကြပြီသူတို့တောင်းမိဆိုနိုင်ငံခြားမှာကြောင်းထားတယ်နိုင်ငံခြားမှာနေတယ် အင်္ဂလိပ်နာမည်တွေပေးကြတယ်အချို့ဆိုဘာသာကြားနေနဲ့ခံယူကုန်ကြတယ်နိုင်ငံခြားမှာချမ်းသာစွာနေနေကြတယ်အဲသူတို့တုံးတဲ့ပတ်စံတွေဘယ်ရလာလဲဆိုတော့မြန်မာနိုင်ငံအစီအနှစ်တင်ရန်ဇာတာတွေစီရလာတာဒါအောင်မြန်မာနိုင်ငံကိုပြန်ပြီးကျေးဇူးပြုဖို့မရှိဘဲနဲ့မြန်မာနိုင်ငံရင်ဝအောင်ဇုံကန်နေရယနေ့ချိန်ထိပဲစိတ်နာဖို့တော့ကောင်းတယ်ရှင်တန်တရားမှာမြန်မာနိုင်ငံနဲ့သူတို့ရေးဆက်များပါခဲ့မြန်မာနိုင်ငံကိုသူတို့တော်တော်ပြန်ပေးဆက်ရအောင်မယ် မြန်မာနိုင်ငံအစီအနှစ်တွေစားသွားတဲ့သူတွေမြန်မာနိုင်ငံတော်တော်ကိုပြန်ပေးဆက်ရအောင်မယ်ရှင်။ဒီတော့ကျွန်မပြောရတဲ့ဘာသာရေးကြောင့်ဒီပါလာတာပေါ့နော်။အဲ့တော့နိုင်ငံရေးပဲဆက်လက်ပြောရမယ်ဆိုတော့ဒါ KNU အနေနဲ့ KK ဘက်ကနိုင်ငံတော်ကဖြိုချလိုက်ပြီဖြစ်တဲ့အတွက်သူတို့ဝင်ငွေလမ်းကြောင်းထိခိုက်သွားပြီ။ဘာဆက်လုပ်မလဲဆိုတာစောင့်ကြည့်ရမယ်။အားလုံးကကလန်တာကြပါရှင်။ငင်းချမ်းရေးပါညာပေါ့နော်အဲ့လိုမျိုးရောက်လာနိုင်ပါတယ်အဲ့လိုရောက်လာတဲ့ခါကျလို့ရှိရင်နိုင်ငံတော်အနေနဲ့ကလည်းကြိုတင်ပြင်ဆင်မှုပေါ့နော် အခုဆိုရင်ရှင်ဒါကျွန်မပြောချင်တာ KNU ကနေပြီးတော့ဒီညီတွေစာချုပ်ချုပ်တဲ့ကိစ္စတွေอ่ะတရားမဝင်ဘူးလို့နိုင်ငံတော်ကနေပြီးတော့လက်ခံထားတယ်နော်တကယ်လို့ KNU ကငြင်းချမ်းစွဲဝါကိုလာပါမယ်ငြင်းချမ်းကြပါမယ်ဆိုရင်ကောဒီစာချုပ်တွေတရားဝင်သွားမှာလားအဲ့လိုလုပ်လို့တော့မရပါဘူးရှင်။ဒါကြောင့်လဲဆိုတော့ဒီညီတွေက KNU ရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူး။ငြင်းချမ်းစွဲဝါကိုလာမယ်ဆိုတာနဲ့ဒီပိုင်ဆိုင်မှုတွေမင်းယူလို့ရပါတယ်ဆိုပြီးတတ်မှတ်ပေးလိုက်လို့မရပါဘူး။ ဒီစာချုပ်တွေဟာတရားမဝင်ဖြစ်တယ်ဆိုတာက KNU ငញ្ញဲစဝိုင်းဝိုင်းလာလာမလာလာတရားမဝင်တာမဝင်တာပဲရှင်ဒီလိုစီမင်းစီကံလေးကတော့နိုင်ငံတော်မှာလည်းချမှတ်ထားမယ်လို့ထင်ပါတယ်အဲ့လိုချမှတ်ထားတဲ့အတွက်လည်းဒီလိုမျိုးကြေညာချက်ကိုဗိုလ်ချုပ်တို့အနေနဲ့ထုတ်တယ်လို့လည်းကျွန်မယုံကြည်မျှော်လင့်ပါတယ်ဒီတော့ KNU ကတော့နိုင်ငံတော်မြေတွေပါလွဲသုံးစားလုပ်ထားတာဆိုတော့အမှုကတော်တော်ကြီးရပါပဲဒီလိုကြီးတဲ့အမှုတွေကိုဥပဒေအရအရေးယူနိုင်ဖို့အတွက်နိုင်ငံတော်နဲ့မြန်မာတပ်မတော်ကဆက်လက်လှုပ်ဆောင်ရအောင်မှာလည်းဖြစ်ပါတယ် ကျမတို့ပြည်သူတွေနဲ့သတင်းသမားတွေကတော့ဆက်လက်စောင့်ကြည့်အောင်လားတက်နိုင်ပါရဲ့ရှင်။ကျမသတင်းလေးကိုဒီနေ့မှတလောင်းနယ်ပဲရှင်းသားပြပါစီရှင်။ကျမရဲ့သတင်းလေးကိုနေ့စဉ်နဲ့မှကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။အထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမတို့ Prime Media မိသားစုကစုတောင်းမြစ်တာပို့သအပ်ပါတယ်ရှင်။